အားလုံးပဲမင်္ဂလာပါခင်ဗျာ2025လောကတကဘာလုံးကတည်ယူပို့ဆောင်ရေးဒေါ်လာရေးမှာလက်စစ်အသုံးပြုရင်းနေဟာမပါမဖြစ်အဓိကမောင်းနေနေတဲ့စနစ်ကြီးတစ်ခုဖြစ်လို့လာနေပါပြီဒါပေမဲ့မြန်မာနိုင်ငံရဲ့လမ်းတွေပေါ်မှာတော့မီးခိုးငွေ့တလူလူနဲ့ဓာတ်ဆီဒီဇယ်ကားတွေမီးစက်တွေရဲ့အတန်ဟာစူညံနေသေးပါဒီစူညံမှုတွေနဲ့အတူမြန်မာနိုင်ငံသားတွေရဲ့ကြေကြေလောင်လောင်အတန်တွေရလည်းနေရာအနှံ့ပြန့်နှံ့နေပါဒီလိုစူညံတန်တွေနဲ့အတူ မွေးပွားလာတဲ့မြန်မာလူမျိုးတွေရဲ့ဘဝဟာပူလောင်နေသေးပါဒီပူလောင်မှုတွေနဲ့အတူမြန်မာနိုင်ငံသားတွေဟာ2023ခုနှစ်လောက်ကနေစပြီးတော့ EB လက်စစ်ကားတွေအသုံးပြုဖို့စဉ်းစားလာခဲ့ကြပါတယ်အဓိကအကြောင်းရင်းကတော့ဓာတ်ဆီဒီဇယ်ဆီးတွေအစမတန်မြင့်တက်သွားလို့ပါပဲ မြန်မာနိုင်ငံသားတွေရဲ့လက်စစ်ကားအိမ်မက်ဟာ2025ခုနှစ်အလွန်မှာတော့မိစကုံစီခန်းသလိုတဖြည်းဖြည်းမေးမိန်လာပြီးတော့သူတို့ရဲ့အိမ်မက်တွေဟာပျက်စီးစားပြုလာပါဒီနေ့မှာတော့ဘာကြောင့်အခုလိုဖြစ်သွားရလဲဆိုတာကိုကျွန်တော်နဲ့အတူရှာဖွေကြည့်လိုက်အောင်အခုအချိန်မှာတော့မြန်မာနိုင်ငံမှာလက်စစ်ကားဆိုတာချမ်းသာတဲ့လူဒန်းစားတစုအတွက်သာ ဖြစ်လို့နေပါတယ်လက်စစ်ကားတွေကို ပိုက်ဆံချမ်းသာတဲ့လူနည်းစုနဲ့ကုမ္ပဏီကြီးတချို့ကပဲပိုင်ဆိုင်ထားကြတာပါ အများပြည်သူအတွက်တော့မိမိအိမ်မှာလက်စစ်အားပြန်သွင်းနိုင်ဖို့ဆိုတာလွယ်ကူတဲ့အလုပ်တစ်ခုမဖြစ်နေပါဘူးဒါကလည်းလက်ရှိအမှန်တရားတစ်ခုပါပုံမှန်လူတန်းစားတစ်ခုရဲ့တုံ့ပြန်မှုကတော့ငါတို့အိမ်မှာတော့မိကပုံမှန်ရမနေတာဒီလက်စစ်ကားကဘယ်ကမိနဲ့အာသွင်းမလဲဆိုတဲ့တန်တရားတွေဟာအခုအချိန်မှာ တဏိတရားကြီးမားလို့နေပါတယ်လက်စစ်ကဝယ်ယူလိုက်တာနဲ့အဓိကကြတဲ့ပြဿနာက လက်စစ်မီဖြစ်လို့လာပါတယ် EV တွေကိုအာသွင်းဖို့လက်စစ်လိုအပ်ပေမဲ့မြန်မာနိုင်ငံရဲ့လက်စစ် infrastructure ကတော့တည်ငြိမ်မှုမရှိပါဘူးတနည်းရွှေတနည်းငွေဆိုတာမြန်မာနိုင်ငံမှာတော့လက်စစ်မီပါပဲမြန်မာနိုင်ငံရဲ့လက်စစ်အားထုတ်လုပ်ရေးလုပ်ငန်းတွေဟာလိုအပ်ချက်ကို ပြည့်မီဖို့ပေါ်ဆောင်နိုင်ခြင်းမရှိတော့တာနှစ်နဲ့ရှိပြီးကြာနေပါပြီ2025ခုနှစ်မှာ EPC ီရဲ့စစ်တမ်းတွေအရလက်စစ်ထုတ်လုပ်မှုကလိုအပ်ချက်ရဲ့90ရာနေရော55ရာခိုင်နှုန်းလောက်ပဲရှိနေပါတယ်။ရန်ကုန်မြို့ပေါ်ကနေရာတွေမှာတနေ့ကို7နာရီလောက်မီးရရှိအောင်အသေးအံစူးစမ်းနေရချိန်မှာဂျေးလက်ဒေါ်ရွာတွေမှာတော့ လက်စင်မီဆိုတာပေါ်တော်မူဘုရားထက်တောင်ပိုဆိုးလို့နေပါတယ်။ဘာကြောင့်လဲဆိုရင်ရေအားလက်စင်တဲ့တဘဝတန့်ဝိတ်လုပ်ငန်းတွေဟာကောင်းစွာလေပတ်နိုင်ခြင်းမရှိတော့တာကြောင့်ပုံမှန်ထုတ်လုပ်မှု4000မီဂါဝက်ကနေပြီးတော့2800မီဂါဝက်လောက်ပဲကျန်ပါတော့တယ်။လက်ရှိအခြေအနေအရဒီချက်တောင်လျော့နေနေနိုင်ပါတယ်။ လက်စစ်မီးကရေအားလက်စစ်ပေါ်မိခိုနေရမှုများနေပြီးတော့မုတ်တုံရာသီဥတုတွေမှာမီးခဏခဏပြတ်တောက်နေပြီးတော့တတ်မှတ်ထားတဲ့အချိန်စရာနဲ့တပြင်းကြီးပေးနိုင်ဖို့တော့ကြိုးစားနေရသေးပါ တနိုင်ငံလုံးနှီးပါးမှာချက်ချင်းစတေရှင်150ကျော်စောက်လို့ပို့လှုံ့ဆောင်ထားပေမဲ့လက်ရှိစတေရှင်တွေမှာတော့ မောင်နဲ့မဲမဲဖြစ်နေလို့ EV ကားတွေကို နိုင်ငံတဝန်းမြင်ရဖို့တော့အဓိကအသာစီးပါပဲပြီးတော့လက်စစ်ဓာတ်အားရဲ့35ရာခိုင်နှုန်းကနေ40ရာခိုင်နှုန်းလောက်ကဓာတ်ဘဝတန့်ဝင်တဲ့ကြောက်မီသွေးတွေကို အသုံးပြုထုတ်လုပ်နေသေးတာကြောင့်လက်စစ်ကားတွေဟာတခြားအိမ်ကြီးချင်းတိုင်းနိုင်ငံတရုတ်နိုင်ငံတွေလိုဓာတ်ဘဝပတ်ဝန်းကျင်စိမ့်လိုင်းအတွက်ဆိုတဲ့ခေါင်းစဉ်ဟာဟန်ပြတက်တက်တာဖြစ်လို့နေပါတယ် ပို့ဆောင်ဆက်သွယ်ရေးဌာနရဲ့အချက်လက်တွေရမှတ်ပုံတင်ထားတဲ့ EV ကားနဲ့ bus ကားကအစီးရေ9000ကျော်လောက်ပဲရှိပါတယ်။နောက်ဆုံးနှစ်မှာ9800နေပြီးတော့3000ကျော်လောက်ခုန်တက်ခဲ့ပေမဲ့လည်းကဘာနှစ်စဉ်ပြားမြတုံတုံနဲ့နှိုင်းချင်ကြည့်လိုက်ရင်တော့အတော်ဝန်နေတဲ့အရေးအတွက်ပါ။ ဒီ EPD ကိုဘယ်သူတွေကပိုင်ဆိုင်တယ်လက်စစ်ကားတစည်းရဲ့ကနအုပ်ကုန်ကြစေကတန်မှန်ကားတွေချက်များစွာမြင်မာပါတယ်မြန်မာနိုင်ငံရဲ့ပြားမြဝင်ဝင်နဲ့နှိုင်းရှင်လိုက်ရင်ဒီကားတွေဟာချမ်းသာတဲ့လူဒန်းစားတွေအတွက်ပဲဆိုတာရှင်းပြစရာလိုမယ်မထင်ပါဘူး ထိုင်းနဲ့ BNN နိုင်ငံတွေမှာအစိုးရကထက်ထွေချော့ပြီးတာအာသွင်းနိုင်တဲ့စတေရှင်တွေနေရာအနှံ့တေချာတွက်ချက်ဆောက်လုပ်ဖို့ပံ့ပိုးပေးနေတာမျိုးတွေရှိနေပေမဲ့မြန်မာနိုင်ငံမှာတော့ပေါ်ပင်ဟန်ပြားလောက်တာအကျိုးစီးပွားအတွက်လုံဆောင်ကြပြီးတော့ဒီလိုထိရောက်တဲ့မူဝါဒတွေရှိမနေပြန်ပါဘူးအားသွင်းတဲ့စတေရှင်တွေဆောက်လုပ်ထားပြန်ရင်လည်းမီးမရှိလို့ညာအိတ်စောင့်နေရတဲ့ EV ကားပိုင်ရှင်တွေအားတပြေးပြေးများပြားလို့လာနေရပါ ဓာတ်ဆီဒီဇယ်ဈေးတွေအစမတန်မြင့်တက်နေချိန်မှာတော့လက်စစ်ကားဝယ်ယူဖို့ဆုံးဖြတ်ချက်ဟာပြည်သူအများကြီးမှာခက်ခဲနေသေးပါပဲအခုအချိန်မှာကားတင်သွင်းဖို့ဟာရခင်ကလွယ်ကူရိုးရှင်းနေတယ်လို့မျိုးမဟုတ်ပဲအကျိုးအမြတ်ရရှိမဲ့အခွင့်အလမ်းတစ်ခုလိုလှုပ်ဆောင်နေတာကြီးမားတဲ့အားနည်းချက်တစ်ခုပါပဲအာနာပိုင်းနေအနေနဲ့စနစ်တကျစစ်ဆေးခွင့်ပြုချက်တွေအာသွင်းမှုဆန်ချိန်ဆန်ညွှန်းတွေဘက်ထရီရဲ့ဘေးကင်းရေးဆိုင်ရာစည်းကမ်းတွေစတာတွေကို လှစ်လျူရှုထားကြတာက အသုံးပြုသူတွေကို အရန်နှင်နာစီပါတယ်။ဒီထက်ဆိုးွားတာက2021ခုနှစ်နောက်ပိုင်းနိုင်ငံရေးအခြေအနေဟာနိုင်ငံသားယင်းနီမြုပ်နှံမှုတွေအခြေခံအဆအုံစီမံကိန်းတွေကိုရပ်တန့်သွားစေပါတယ်။နိုင်ငံတကာ EV ကုမ္ပဏီကြီးတွေဟာပုံမှန်မဟုတ်တဲ့လုံရိုးလုံစင်တွေခက်ခဲချုပ်ထွေးမှုတွေကြောင့်မြန်မာဈေးကွက်ထဲဝင်ရောက်ဖို့စိတ်ဝင်စားခြင်းမရှိတော့ပါဘူး။ ဒီတော့ဒီလိုကိစ္စတွေမှာအကျွမ်းတဝင်ဖြစ်တဲ့တရုတ် EV ကားကုမ္ပဏီတွေကဈေးမိုးလာခဲ့ပြီးတော့အတုံးပြူသူတွေအတွက်လည်းပုံမိုလက်တွန့်စီတဲ့အကြောင်းတွေဟာတစ်ချက်ပါပဲနိုင်ငံတကာမှာဈေးကွက်မရှိတဲ့ကားတွေကိုမြန်မာနိုင်ငံထဲမှာ လာရောက်ရောင်းချပြီးတော့စီးပွားရေးအရာအမြတ်ထုတ်ဖို့စူးစမ်းနေကြတာကမြန်မာပြည်သားတွေကိုမိအေးနှက်ခါနာဖြစ်စေပြန်ပါတယ် EV ကားဝယ်ပြီးသွားရင်လည်းဘယ်အချိန်မှမီးထလောင်မလဲဘာတွေများပျက်စီးသွားမလဲစပယ်ယာဘက်ပစ္စည်းတွေချက်ချင်းရပါမလားဘက်ထရီတက်တန်းကဘယ်လောက်ခံပါမလဲစတဲ့အချက်များစွာအတွက်စိုးရိမ်စိတ်လေးတွေရင်ဝယ်ပိုက်ထားရတဲ့ EV ကားပိုင်ရှင်ကြီးတယောက်ဖြစ်လာမှာပါ ရခင်ကဘယ်အချိန်မှမီးလာမလဲဆိုတာကိုအမြဲခေါင်းနဲ့ထည့်ထားရတာနေပြီးတော့ဘယ်လက်စစ်အသွင်စီရှင်မှမီးလာမလဲဆိုတာကအလွတ်ကျက်ထားတော့မှာပါအခုအချိန်မှရခင်2015ခုနှစ်လောက်ကတရုတ်ကားဝယ်ထားကြတဲ့ပိုက်ပေါ်မိနေကြတဲ့ပိုင်ရွှင်တွေကတက်တည်ပါပဲရှေ့ကတရုတ်နိုင်ငံရဲ့ EV လက်စစ်ကားဇေနုံတိုက်ပွဲဘယ်သူဘယင်ဖြစ်မလဲဆိုတဲ့ဗီဒီယိုမှာ ပြောခဲ့သလိုပဲတရုတ် EV ကားလုပ်ငန်းတွေဟာထိလွယ်ချ ချလွယ်ပြီပါ။ရှုံကုံသုံးသက်ကြည့်ရရင်တော့အမျိုးသားအဆင့်လက်စစ်သုံးရင်နဲ့ဆက်ဆက်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးဦးဆောင်ကုမ္ပဏီကခွင့်ပြုပေးထားတဲ့လက်စစ်ကားနဲ့ဆက်ဆက် လုပ်ငန်းလုပ်ကိုင်တဲ့ကုမ္ပဏီပေါင်း83ခုရှိပါတယ်။ဒါပေမဲ့လက်စစ်ကားတွေအတွက် အပိုပစ္စည်းရောင်းချတဲ့လုပ်ငန်းတွေဟာအ ਨੇ အချင်းပဲရှိသေးပါတယ်။လက်စစ်ကားတွေဖြတ်ရင်ပြင်ဆင်ဈေးကကြီးမားနေစေဖြစ်ပြီးတော့ပစ္စည်းအပိုရရှိဖို့နှစ်လနေသုံးလအစသဖြင့်စောင့်ဆိုင်နေရခြင်းကလည်းဂျပန်စက္ကန့် ကားတွေနဲ့နှိုင်းရှင်လို့ရှိရင်အပုံကြီးကွာနေတာကိုတွေ့ရမှာပါလောလောဆယ်တော့မီးပြတ်တာကိုစိတ်မပူရလက်ပူတိုက်ပြီးတော့ပြင်ဆင်စရိတ်တက်တာတဲ့တခုခုဖြစ်ပြီဆိုရင်ကို့ပတ်ဝန်းကျင်မှာပျက်စီးပေါ်တဲ့ဂျပန်စကန်ကားလေးတွေကိုပဲခေါင်းပြပြအိပ်ပြီးစီးနေတာအကောင်းဆုံးပဲလို့ကျွန်တော်တော့ထင်ပါတယ်စကားချက်အနေနဲ့ EV ကားတွေမကောင်းဘူးလို့မဆိုလိုပါဘူး။ဒါပေမဲ့လက်ရှိမြန်မာနိုင်ငံအခြေအနေနဲ့ EV ကားတွေကလားလားများတက်ဆိုင်ခြင်းမရှိသေးဘူးလို့မြင်ပါတယ်။ရွှေပြည်တော်က ါမျောတိုင်းမဝေးခဲ့ရင်တော့နောင်တစ်နှစ်နှစ်နှစ်မှာပြန်လဲဥမော်လာနိုင်ပါတယ်။ဘယ်အချိန်လဲမေးလို့ရှိရင်တော့တနိုင်ငံလုံးမီးကို24နာရီရတဲ့အချိန်မှာပဲဖြစ်ပါတယ်။အခုလိုမြန်မာနိုင်ငံအခြေအနေနဲ့ EB ဟာပရိုမိုတာကြီးတွေအကြီးအကျယ်တိုက်တွန်းနေတယ်လို့ရှောင်းမွေရဲ့လမ်းတော်ဖြစ်မနေဘူးဆိုတာတင်ပြရင်းနဲ့ကျွန်တော်ရဲ့ဗီဒီယိုလေးကိုအဆုံးသတ်ပြရစီခင်ဗျာ။မင်္ဂလာရှိသော နေ့လေးဖြစ်ပါစေ။